ါပြောချင်လို့ကျွန်တော်ဆရာမအောင်ပြည့်ရဲ့ဒီဟုတ်ကဲ့ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာမင်္ဂလာပါကိုတီမင်္ဂလာပါဗျာကိုပြောင်ပြောင်နဲ့အလုံးလုံးနေတာကိုမအိမ်တော်ပြို့ဝင်လို့ပြပါလေရပါလေကိုစီခင်ဗျာခုလိုအချိန်ပေးတော့ဝယ်ကျွန်တော်ကယေစုတင်တာပါကိုစီတကယ်ယေစုတင်တာပါဟုတ်ကဲ့ပါဟုတ်ကဲ့ရပါလေရပါလေကျွန်တော်လည်းဝင်ဖြစ်လို့ပါဟိုမနေ့ကလေးကကိုဝင်းနိုင်နဲ့ချိန်နေကိုဝင်းနိုင်ကကျွန်တော်ကိုမအားတာ तू ဟိုအချားဖောက်ကိုမခေါ်ဘဲနဲ့ဆိုတော့တယောက်တယောက်ထိတ်ဆက်မှုမမိဘူးဖြစ်သွားတာဟုတ်ကဲ့ပါကိုစီ အခုကျွန်တော်ဒီဒီတာဝန်ခံရဲဘော်ဘော်ဒီခေါင်းဆောင်ဒီဖြုတ်တဲ့နိုင်လေးကအခုဟိုဟာဒီယူနီဖောင်းလေးဝင်နေလို့ပါ2မိနစ်တော့ပါနောက်ကစီခဏလေးပါဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ရအောင်ခင်ဗျအခုဟိုအနေနဲ့ကဟိုအနေနဲ့သွားတိုက်တာလမ်းဂျာဖြတ်တိုက်ပြီးကဲထုတ်တာကိုလို့ဖွဲ့လာဟုတ်တယ်ကျွန်တော်တို့ဖွဲ့ဗျအော်အဲ့ဒီဟိုစမိတဲ့ကျွန်တော်အခုကျွန်တော်တော့ကိုလို့စကားပြောတဲ့ဟာလေးကိုကျွန်တော် line မတင်လို့ရလားရတယ်ကိုစီသူကျွန်တော်အခုခေါင်းဆောင်ဒီကလေးပြောတာလေအခုလုံးတင်လို့ရတယ်ပြီးရင်ကျွန်တော်ဘူးလို့ဖိုင် ကျွန်တော်ပို့ပေးထားလေးရှိပါတယ်ကိုစိုးစီကလည်းယူလို့ရပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကိုဘာလို့ဆိုတော့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တင်ခြင်းနဲ့ဆိုတော့အကိုပဲကျွန်တော်တို့တိုင်းပြည်မှာဒီကောင်းနေပြည်သူကိုရုံမှခြင်းတိုင်းရုံမှလို့မရတော့ဘူးငါတို့လက်ထဲမှာငါတို့မှလည်းစစ်တပ်ရှိသွားပြီပြည်သူပိုင်နဲ့စစ်တပ်ရှိသွားပြီအဲ့ဒီတော့ဒီကောင်းနေရုံမှလို့မရတော့ဘူးဆိုတာကိုပြည်သူတို့ပြန်ပြခြင်းလို့အခုကိုတို့ရဲ့အောင်မြင်မှုလေးကိုကျွန်တော်လိုင်းမောတင်ခြင်းတာပါအဲ့ဒါပဲ တပါကိုစီကျွန်တော်လည်းလက်ခံပါတယ်ခင်ဗျအခုပွင့်လေးပြောရင်တော့ကိုစီကအစကျွန်တော်တို့လုပ်ခဲ့တဲ့မစ်ရှင်တွေကကျွန်တော်လုံခြုံရေးတွေကြောင့်ကျွန်တော်တို့ကအကုန်လုံးကျွန်တော်သတင်းမထုတ်ပြန်မှုကိုစီကကိုစီလည်းကျွန်တော်အားရှင်းပြဖို့ပါတယ်ဟုတ်ကဲ့အခုကတော့ကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့ကြောက်ကြားခေါင်းဆောင်အဖွဲ့ဝင်တယောက်လည်းဖြစ်တယ်နောက်ထောင်းလည်းအနှစ်200ကျော်ဆိုတော့လေအဲကျွန်တော်တို့လုပ်ခဲ့ရတဲ့ဒီခေါင်းဆောင်တွေလုပ်ခဲ့တဲ့ဟာလေးကလည်းအောင်မြင်မှုရတာအားလေးကြောင့်ကျွန်တော်တို့ကစေအုပ်ချုပ်လည်းကျွန်တော်ကသတင်းပို့ပြီးပြီဆက်တဲ့အတွက်အဲကျွန်တော်ကမီဒီယာတွေကွန်ပျူတာပေါ့ ကိုစီလို့ကြလဲကျွန်တော်တို့ကဟိုဘိုးကြီးဝင်လိုက်ဆိုရတယ်ငခုရချိတ်ဆက်ပေးကိုစီကလည်းချိတ်ဆက်ပေးထားတာဆိုတော့ကျွန်တော်တို့ကလည်းအပွင့်လေးပေါ့လိုအပ်ချက်တွေရှိတာပေါ့ကိုစီကဟုတ်ကဲ့ဒီကိုလည်းအဓိကကျွန်တော်ဒီဟိုညုံနယ်ဖက်ကဘာမှသူကတရင်ထောင်လာရေးတာဝန်ခံလည်းဖြစ်တယ်အခုစစ်ကြောမှုဖြုတ်တန်နေလည်းဖြစ်တယ်ပေါ့ဒါသူနဲ့ကိုစီကျေးဇူးပေးပြီးတော့ view ပေးပါတော့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့သူနဲ့ပြောရမယ်နော်ကျွန်တော်ဟုတ်ကဲ့ဟုတ်ကဲ့ ဟုတ်ကဲ့ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာမင်္ဂလာပါလေးစားပါတယ်အခုတို့တွေ့ရတာဟုတ်ကဲ့ဟုတ်ကဲ့အခုဟိုကလေကျွန်တော်တို့ဒီ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 နေ့အောင်မြင်မှုလေးကိုပေါ့နော်ဒါပြည်သူတွေကိုနည်းနည်းချပြကျင်တာဖြစ်တဲ့အတွက်ဒီအဲ့ဒီဖန်းခံထိတဲ့ကျွန်တော်တို့ရဲ့ရဲဘော်ကဘယ်ကနေစဖန်းခံထိတာလဲ တော့သူ့ရဲ့ biography လေးတခြားတော့ကျွန်တော်ရှင်းပြမယ်နော်ဟုတ်ကဲ့ biography ရှင်းပြကျွန်တော်တို့ပေါ့ဒီရဲ့ဟာပေါ့လေဒီ2020နှစ်လောက်ကရစပြီးတော့ဒီ Rubik UG ဖြစ်စဉ်ရေးရေပေါ့နော်ဒီ Chakra Lee Hoshi GM မှာဒီစပြီးတော့ထားဆောင်ခဲ့တာဗျတော်ထားဆောင်ပြီးဆောင်လုပ်ခဲ့တယ်ပေါ့နော်သူကနော်အဲ့လိုခဲ့ပြီးတော့ဒီ2023ခုနှစ်နှစ်ကုန်ပိုင်းတော့မှသူဖန်ခံခဲ့လိုက်ရတာပေါ့နော်ဒီမြို့ပြကြီးစစ်စင်ရေးတစ်ခုကိုလှုပ်ဆောင်နေတဲ့ဖန်ခံလိုက်ရတယ် အနောက်ပြီးတော့သူ့မှာထူကြသူကိုယ်တိုင်ပါဝင်ခဲ့ထူကြရဲ့ဆက်စင်ရေးမျိုးရှိတယ်ဗျ။ဘယ်လိုမျိုးလဲဆိုရင်ဒီဒီချောင်းမြို့နယ်မြို့မဆေးအနီးမှာပေါ့နော်အမတ်ခွန်ကမုန်းရုံရပ်ကွက်နားမှာဒီသူ సై ကယ်စီးပြီးတော့တက်ဆီသွားပြီးတော့ဒီမြို့တော်ဝင်ကိုဘေကျင်းကိတ်ရဲ့တန်းနဲ့တုံးချက်တိတိအဖြစ်ခက်ရှင်းလိုက်ကြတာမျိုးရှိတယ်။နောက်ပြီးတော့ MS ဟို MS လေးအုပ်ချုပ်ရေးမှုပေါ့နော်ဗီယာတိုင်းမှာဝင်ပြီးတော့အာသူပြစ်ခတ်ခဲ့တာမျိုးရှိတယ်။တခြားသောဆက်စင်ရေးမျိုးတွေမှာလည်းသူပူပေါင်းမှာဝင်လှုပ်ဆောင်ခဲ့တာမျိုးရှိတယ်ဗျ။အော်ဟုတ်ကဲ့ဟုတ်ကဲ့ ဒါဆိုတော်တော်ကျွန်တော်တို့ပြည်သူ့အတွက်တော်တော်အလုံးလုံးထားတဲ့ရဲဘော်တယောက်လို့ကျွန်တော်မှတ်ချက်ချရမှာပေါ့နော်တရတော်ဆွန်းဆွန်းဆာဆာသူလုပ်ခဲ့တဲ့ဟာတွေဟုတ်တယ်ဗျာဟိုနောက်ပြီးတော့သူက UG ကန်နာရယ်မဟုတ်ဘူးပေါ့လေကျွန်တော်ကနောက်ပဲ data ပေါ့နော်ပေါက်နေမှမှာဒီတပုံးပြီးတော့တိုက်ပွဲတော့ကလေသူ6ရောက်ကဘယ်ဘက်6ရောက်တစ်ဖက်ပေါ့လေဟိုဘယ်ဘက်6ရောက်တစ်ဖက်ကိုကြီးဖောက်ထွက်တန်ရာရှိခဲ့တယ်ပေါ့နော်အယိုးတော့မထိခဲ့ဘူးပေါ့သူအော်တန်ရာလည်းရခဲ့တယ်ဘူးတာပေါ့တိုက်ပွဲမှာလည်းတန်ရာရခဲ့ဘူးလေပဲသူကဟုတ်ကဲ့သူ့ကိုစဖမ်းမိသွားတာဘယ်ဘယ်နယ်မှာဘယ်လိုပုံစံနဲ့ဖမ်းမိသွားတာလဲမသိဘူး သူကဒီစစ်စင်ရေးပြုလုပ်ဖို့ဒီကျိုးသားနေတော့မှာပေါ့နော်အဲ့လိုမဖန်ခံခဲ့လဲရတယ်ပဲကျွန်တော်တို့ဟောမြို့မှာပဲဖန်ခံထိလိုက်တာပေါ့မြို့မှာဖန်ခံထိလိုက်တာဟုတ်ကဲ့မြို့မှာဖန်ခံထိပြီးတော့သူ့ကိုအမှုဘယ်နှဖုန်းနဲ့ဆွဲတာလဲအမှုအစမ်းမှုကြောင့်ရှိရလို့သူကပြောရပေါ့နော်အစမ်းမှုကြောင့်နဲ့တရားဆွဲရဟို15မှုလောက်ရှိတယ်15မှုလောက်ရှိတယ်ဟာကျွန်တော်က ရှိရအောင်ကျွန်တော်တို့မြို့ပေါ်မှာယူကြီးကစားကြတော့မရှင်မောပွဲ30ကျော်လောက်ရှိရအောင်ကျွန်တော်တို့ဟောတို့အဲ့ဒါကိုတမှုတမှုကြီးတို့ကခေါင်းစဉ်တက်ပြီးတော့အကုန်ဆွဲတာပေါ့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အမှုတွေအကုန်လုံးကအမိတ်ချလိုက်ပြီးသွားပြီလားအမှုတွေအကုန်လုံးအမိတ်ချပြီးသွားပြီလို့ဆိုလို့ရမှာနောက်တော့အမှုတွေသူအမိတ်ချပြီးသွားပြီအဲ့အချိန်မှာ222တော့3နှစ်ပေါ့နေရ22နှစ်ဟုတ်တယ်ဗျာပပပဟုတ်ကဲ့ဟုတ်ကဲ့အော်အမိတ်ချပြီးတော့ဒါအချုပ်ဒီတရားရုံးကနေထောင်ပို့လာတာ တမူချင်းနေချတော့ကိုရဲဟိုပထမဆုံးတမူချရတယ်ချပြီးတော့ထောင်ပို့တယ်ထောင်ပို့ပြီးတော့ဒီရက်ဖက်ကိုပြန်လွှဲရပေါ့ရဲကိုပြန်လွှဲရက်လက်အပ်ပြီးကမှတရားဥပဒေစီရင်ချက်ထုတ်တယ်ဘာညာလုပ်ပြီးတော့ထောင်ပြန်ပို့တော့အဲ့လိုဂျားကာလာမှာကျွန်တော်ဝင်ပြီးဖြတ်တိုက်ခိုက်ခဲ့တာအော်ဟုတ်ကဲ့ဒီဒီဒီမရှင်လေးကိုအဲဒီဂျားတရားခံနေတဲ့သူအားလုံးဘယ်နှစ်ယောက်ကျွန်တော်တို့ကက်တင်နိုင်ခဲ့တယ်ဒီအကြံဖက်တွေလက်ထက်ရပေါ့အဲရဲကိုတယောက်တည်းဟုတ်ပဲကျွန်တော်တို့ကက်တင်နိုင်လိုက်တာဗျာအော်အဲ့ဒီကားမှာအချုပ်ကားမှာလာတာအချုပ်သားဘယ်နှစ်ယောက်ပါလဲ ။အော်အခြားလူတွေတော့ကဲမတင်နိုင်ခဲ့ဘူးပေါ့။ငငယ်ချင်းတော့ဥပါတခြားလူတွေကမကဲတင်နိုင်လိုက်ဘူးကြောက်။အော်သူတို့ဘက်ကအင်အားဘယ်လောက်ပါလို့လဲ။အင်အားကျွန်တော်ပြောမယ်ကိုအင်အားအနေနဲ့ကဟိုသူတို့ကဒီမှာစကန်ဆားထွက်လာတော့ပေါ့နော်အန်စာတို့တစ်စီးပါတယ်။နောက်ပြီးတော့မတူတစည်းပေါ့လွှဲရင်းလိုက်လာရင်မတူတစည်းပါပဲပေါ့နော်နောက်ကမတူတစည်းမှာ၄ယောက်လောက်ပါတယ်လို့ကျွန်တော်သိရတယ်ပေါ့နော်အချင်းချင်းသိရတယ်။ရှေ့ကအန်စာတော့မှ၆ယောက်လောက်ပါတယ်ရဲအင်အား၆ယောက်လောက်ပါတယ်ကျွန်တော်သိရတယ်ပေါ့။ဩအဲ့အဲ့ဒါ အော်အဲ့ဒါကိုအဲ့ကွာအချမ်းလူတွေပါကယ်လို့ရရင်ရန်ကောင်းသွားဘူးနော်ပို့ပြီးတော့မြိုင်သွားဘူးဟာဖြစ်စီရလူမှုကိုရဲ့ဟိုပေါ့လေကားလဲကြတော့တစ်ဖြောင်းလဲလဲပြအဲ့ဒီလမ်းမ်းကြတော့တစ်ဖြောင်းလဲလမ်းမ ాయి ဆိုတော့လေတစ်ဖြောင်းလဲလမ်းမ ాయి ဆိုတော့ကားအချိန်နဲ့ပြစ်မောင်းတာတော့ကား view point ထဲမှာတော့တော့ကားကိုကျွန်တော်တို့ဟိုကောင်းအောင်ပြစ်နိုင်လိုက်ဘူးကျွန်တော်တို့ခါပွဲအောင်ပြစ်နိုင်လိုက်ပဲနဲ့တတိယပွဲမှာပြစ်နိုင်လိုက်တာကောင်းငယ်ပြစ်နိုင်လိုက်တာပေါ့အော်အဲ့လိုဖြစ်သွားတာအဲ့ကွာကားအချိန်နဲ့မောင်းတာကိုဖြတ်ပြစ်ကြတာဆိုတော့မှားွားမှားလဲဆိုရသေးတာပေါ့လောက်ကလည်းဒူတွေနေနဲ့ ဘက်ကိုလည်းကျွန်တော်တို့ကဟိုလောက်ပဲထိန်းနိုင်တာပေါ့နော်ကားနဲ့ဆိုရင်ဟိုလောက်9မိနစ်လောက်သွားရင်လမ်းမိုင်းလောက်ပဲကျွန်တော်တို့ကထိန်းသိမ်းနေတာဘီနှစ်ဖက်တစ်ချက်စီမှာ CC gate တွေရှိရေးရုပ်နေရောနမည်စကန်နေဖြစ်မရဘူးကျွန်တော်တို့မှာအော်အဲ့လိုအခက်ခဲပေါ့ဟိုဘက်ဘေးဒီဘက်ဘေးမှာစစ်စေးခိတ်တွေနည်းနည်းရဲစခန်းတွေရှိတယ်ဒီကြားထဲမှာနေအလင်းစလိုဝင်လောက်ကတာပေါ့ဟုတ်တယ်ဟုတ်တယ်အော်ဟုတ်ကဲ့ဒီအခု machine နဲ့ပတ်သက်လို့ကျွန်တော်တို့ဘက်ကအဲထိခိုက်ဒဏ်ရာရမှုရှိသေးလားအဲမရှိဘူး ပြန်လဲပြစ်ကတ်မှုကိုမရှိဘူးကျွန်တော်တို့ပြန်ကိုပြစ်ကတ်နိုင်မယ်တော့သူမောက်တက်ပြီးသွားတာ။အော်လုံးဝတော့ဒီကောင်တွေဘက်ကပြန်မပြစ်ကတ်နိုင်မယ်လွတ်အောင်သူတို့ထွက်ပြေးတာပေါ့။ဟုတ်တယ်ဟုတ်တယ်။အော်ဒီကျွန်တော်တို့ရဲ့ရဲဘော်ကတော့အချုပ်ကားပေါ်ရင်သူခုံဆင်းလိုက်တာလား။ဒီကောင်တွေပြည်စီကိုကျွန်တော်ရှင်းပြမယ်နော်ပထမဆုံးအနေနဲ့ကျွန်တော်မိုင်းဆွဲတက်ခိုက်တယ်ပေါ့နော်ပထမဆုံးပွဲမိုင်းဆွဲတယ်အဲမိုင်းဆွဲရဲ့ကမျိုးမှာ ိုကျွန်တော်တို့အချုပ်ကားရှေ့ရဟန်စာလုံးကားမှာအချုပ်သားရဲ့ပါလာလို့သိရတာပေါ့သိရတော့ကျနောက်ကလုံကြီးလိုက်ပါလာမတူးပဲမိုင်းဆွဲလိုက်တယ်ပေါ့မိုင်းဆွဲလိုက်ပြီးတော့ဒီပထမဆုံး point ပေါ့တစ်ခါချင်းမိုးပထမဆုံး point ပေါ့ဒီ ဟိုကာဗွန်ရပါကာဗွန်ရရေပေါ်တွေကဒီအန်တာလုံးကောင်းကဝင်ပစ်တယ်ဝင်ပြီးတော့ပစ်ကတ်စင်းနေတယ်ပေါ့စစ်ကစင်းနေတဲ့အခါမျိုးမှာရေပေါ်ကလည်းအတွေ့အကြုံရှိပြီးသားရေပေါ်ပြပြကြီးရေးစစ်စစ်ပါကစားလာရရောဖြစ်တယ်ဆိုက်ကတ်တည်ငြိမ်မှုလည်းရှိအောင်တည်ငြိမ်တဲ့အခါမျိုးမှာဟိုကျွန်တော်တို့လာခဲ့တဲ့ပုံစံမျိုးလည်းဖြစ်တယ်နောက်ပြီးတော့ဒီပုံစံသူ့ဟိုသူ့အတွက်အခွင့်အရေးကောင်းတစ်ခုလို့သူထင်မှတ်ပြီးတော့ပေါ့အသူခုံချခဲ့လို့ကျွန်တော်တို့နောက်ဆုံးမှာပြန်ပြပြရပေါ့နော်အဲ့လိုသူကတကောက်အမှခုံချနိုင်လိုက်တဲ့အတွက်သူ့ကိုပြန်ဆက်ကောက်ဖို့ကြိုးစားတယ်ကြိုးစားတဲ့အချိန်မှာကျွန်တော်တို့အပြားနဲ့အဖိအားနဲ့ဖိပစ်လိုက်တဲ့အချိန်မှာသူတို့ဘယ်လိုမှမ ောင်းနိုင်မယ်နဲ့ပြန်ထွက်သွားတာပြန်ထွက်ပြေးခဲ့ရအောင်လို့သူတို့မတက်လုပ်ပြီးတော့အော်သူ့တော့လက်လွတ်ဒီတိုင်းလက်လွတ်ခဲ့မှာသူတို့ပြန်ရအောင်ဖမ်းဖို့ပြန်လုပ်သေးတယ်ပေါ့ပြန်လုပ်သေးတဲ့အချိန်မှာကျွန်တော်တို့တရားကောင်းနဲ့ပြန်ပြစ်လိုက်တဲ့အချိန်မှာသူတို့သူတို့အတက်ကိုပဲသူတို့ရွေးချယ်ပြီးပြန်ဆုတ်သွားကြရတယ်ပေါ့အော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအခုကျွန်တော်တို့ဒီလိုအောင်မြင်တဲ့ဒီစစ်စစ်ရင်နဲ့ပတ်သက်လို့ကျွန်တော်တို့အခုဒီဟာလေးကိုပြည်သူကိုချပြမှာဆိုတော့ပြည်သူတွေအပေါ်ဘာများပြောချင်သေးတယ်ဒါလေးတစ်ထပ်ပြောအဓိကကတော့အခုတို့စစ်စစ်ရင်ရေးတွေအခုတို့ပေါ်ဆောင်ရတယ် ပြည်သူတွေကတော့ကျွန်တော်တို့အာစစ်စင်အောင်မြင်တော့လက်ခုပ်တီးကြတာပဲအာဘယ်နေရာမှာဘာဖြစ်တယ်ကိုယ်သေးတယ်ဘာညာပြောကြတာပဲဒါပေမဲ့အဲ့လိုလိုမျိုးစစ်စင်ရေးတစ်ခုဖြစ်ဖို့အတွက်အကိုတို့တွေကဘလောက်တောင်ခက်ခက်ခဲခဲရုန်းကန်ရလဲတော့ဗန္နာငွေကြီးအစဘလို့အခက်ခဲတွေနဲ့ရင်ဆိုင်ပြီးတော့မှဒီလိုလောက်ကတည်းဆိုတာလေးကိုလည်းဒါပြည်သူတွေကိုတိအောင်လို့တစ်ချက်ပြောပြပေးပါလား ပြောပြီးတော့ဟိုကျွန်တော်ရပမာဆုံးပြောနေတာဟိုမြေတူလုံရဲ့အဓိကပေါ့နော်ကျွန်တော်တို့သွားနေတာမြေတူလုံရဲ့အဓိကဆိုဒီလမ်းမှာဖြတ်မဲ့ကားကြီးပေါ့လေအာကျွန်တော်ကအိုင်းကြီးညာရင်းချင်းပဲအေးပေါ့ထုတ်ပြန်ကျန်ကျန်ချက်တစ်ဆောင်ထုတ်ပြန်တယ်မျိုးနဲ့ပတ်ခေါ်ပဲထုတ်ပြန်ပြီးတော့ဟိုဒီတီတူဒီပီအတီပီထားရှောင်းကြီးလမ်းမှာလိုက်နာဆောင်ရမယ်ကိစ္စတွေကိုကျွန်တော်အတီပီထားမျိုးရှိရဗျာအော်အခုအကုန်တို့အကုန်တို့အခုစစ်စစ်ရင်ဆောင်ရတဲ့လမ်းပိုင်းအခြေအနေနဲ့ပတ်သက်လို့ကြိုတင်သတိပေးထားရပေါ့။ဟုတ်ကြိုတင်သတိပေးထားမှာဟိုအဲ့စစ်စစ်ရင်ဖြစ်ပြီးရဲ့နောက်ပိုင်းမှာ ဒီလမ်းမကိုဘလို့အသုံးပြုလို့မရတော့ဘူးဘလို့အခြေအနေမျိုးတွေမှာဘလို့ပုံစံမျိုးတွေအဲကျူတင်ပြင်ဆင်ရမယ်ဆိုရင်အကြောင်းပြချက်တွေနဲ့ဒီလိုက်နာရမယ်အချက်တွေအကုန်လုံးကိုကျွန်တော်တို့ကပေးထားတာမျိုးရှိတယ်ထုတ်ပြန်ညာစင်ညာထားရပါတော့ထုတ်ပြန်ညာထားဘလို့ပုံစံမျိုးလဲဆိုတော့ကျွန်တော်တို့ကဒီညာ9နာရီကနေပြီးမနက်6နာရီအတွင်းမှာဒီလမ်းမကိုပြည်သူလူတွေနဲ့ခက်သန်းသွားလာခြင်းမပြုနေတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ပြည်သူနဲ့ဟိုစစ်တပ်နဲ့ရောတွင်းနေတယ်ကျွန်တော်တို့မှာပြည့်အပ်ခဲ့တာအမတဲခွဲဒီနေ့ပုံစံမျိုးဆိုအရန်ပြတော်တော်ဆိုးဆိုးဝါးဝါးပြကျွန်တော်တို့ကျူတင်တရင်ရထားသလိုသာဒီကားတွေကစစ်တပ်ကကားတွေ အရက်ကဲဒီအကျဉ်းသားတွေပို့ပြီးကားရီလို့ကျွန်တော်အတိအားရမဟုတ်ရင်မလွယ်ဘူးပြပါဘူးဆိုနိုင်ငံပုံနဲ့တွေ့ဖန်းလာတယ်ဒီရဲဒီအချက်ကိုနိုင်ငံအကျဉ်းသားတွေကိုဟိုခေါ်လာကနိုင်ငံပုံနဲ့ဖန်းလာတယ်အဲဒါတော့ဆိုနိုင်ငံကိုဒီဘက်ဒေတာမှာ B20 နိုင်ငံပုံနဲ့ဖန်းလာနောက်ကလည်းမတူ AC ကပုံနဲ့ဖန်းလာတယ်ပေါ့အသွင်ယူလာကြတဲ့သဘောမျိုးပဲဒါက အတွေ့အလာကြရဲ့ပုံစံသဘောမျိုးဆိုတော့ဟိုအဲ့ပဲညာပဲညာချမ်းချိန်မှာတော့ဟိုဒီညနေလာညနေပိုင်းမှာပြည်သူတွေနဲ့တွေ့လာခြင်းမပြုတ်ဘူးအဲကျွန်တော်တို့နဲ့တမ်းမြစ်ထားတယ်နောက်ပြီးတော့ဒီလမ်းမကိုမောင်းနေတဲ့ခါမျိုးအမှန်ချောက်မောင်းဘူးအဓိကအမှန်ချောက်မောင်းတဲ့ခါမျိုးကြပြည်သူလားပါလားဆိုတော့တက်တက်ကိုသိရတယ်နော်อ๋อဟုတ်ကဲ့အခုအကုန်လုံးအဲ့ဒီလမ်းပိုင်းอ่ะဘယ်ဘယ်လမ်းပိုင်းလဲမသိဘူးလမ်းပိုင်းလေးတစ်ချက်ပြောပြပါလားအာလမ်းပိုင်းကျွန်တော်တို့ပေါ်လေနိုင်ငံတော်ဆင့်ခေါ်တာတော့ပြည်အောင်စုအမှတ်3လမ်းတော့ဟာကြီးကိုသူတို့ခေါ်တာအဲ့အဲ့အမှတ်3လမ်းပိုင်းပေါ့လမ်းပိုင်းပေါ့ ဟိုဗောဝေးဂျိုတိုက်နေရှိရဗောဝေးဂျိုတိုက်နေကြီးရရှိရဗောနော်တိုက်နေအဆင့်ကြီးရရှိအဲ့ကြီးရရှိရနောက်ပြီးတော့ခွေးပင်တိုက်နေအဆင့်ကြီးရရှိရဂျားဗောနော်အဲ့လိုအဲ့လိုပြောအောင်ဗောနော်အဲ့ဂျားလမ်းမဲ့ကိုကျွန်တော်ကဟိုပြင်ညာထားဗောလမ်းမဲ့မှာလေပုံစံမျိုးကြီးလိုင်းနာပေးဖို့လေပုံစံမျိုးကြီးဟိုမလောက်ကြဘူးကျွန်တော်ကပြင်ညာထားတယ်ဗျာအော်အဲ့ဒါဆိုပြည်သူတွေအနေနဲ့အဓိကဒီပြည်သူတွေအနေနဲ့ဒီလမ်းမိုင်းတွေတုံးမဲ့ဆိုရင်ရှင်တော့ဟိုဖြစ်နိုင်မဲ့ဆိုရင်မှန်ချပြီးတော့မောင်းလာအကောင်းဆုံးပေါ့ဟုတ်တယ်ဟုတ်တယ်မှန်ချပြီးမောင်းလာအကောင်းဆုံးနောက်ပြီးတော့ 我搞了些小米毛的智能家居了，然后哎呀妈了，我讲现在个，哎，来嘛，我讲了，对了，我真好撸，就来那呢呢，智能家居啊，因高考了来嘛，晓得该么么些了，现在人你别这么忙了。 ။တော့ကအကူအဲ့ဗီဒီယိုဖိုင်ထဲမှာဆိုရင်ဗျာ။တော့ကမက်တူကအရင်ကအိမ်မင်းမင်းနဲ့မောင်းတက်လာတဲ့ပုံစံမျိုးရမြင်ရတယ်ဗျာ။သူတို့အရင်ကကိုဒီကနေ့ကိုဆယ်ရင်မောင်းနေပေါ့နော်စစ်တပ်ကအဲ့တော့ဗီဒီယိုနဲ့ क्वे လဲမှုရှိအောင်ကျွန်တော်ကအချိန်ချုပ်မောင်းခိုင်းတယ်။နောက်ပြီးတော့တိုက်ပွဲကြားရဲဆိုအိုင်းနီးဖြစ်စီရဆိုတိုက်ပွဲကြားရဲတာနဲ့ဟိုဖောက်ကနှစ်ချီကတိုးလာမျိုးတွေရှိရကျွန်တော်ကကိုပေါ့နော်။ဟိုကျွန်တော်လမ်းပြီးအော်ပြီးပြောခဲ့ရတာမျိုးတွေရှိရ။အဲ့လိုမျိုးဆိုတော့ဒီဗီဒီယိုလေးနဲ့ဒီတိုက်ပွဲတန်နေကြားနေရင်လဲဆက်ဆက်ပြီးတော့တက်မလာခဲ့ဘူး။အဲအန်နေများလို့ပေါ့သူတို့ထိမိခိုင်ဖြစ်သွားရင်လဲဒီသူကိုထိမိခိုင်ဖြစ်ဖို့လဲကျွန်တော်ကရည်ရထားပါတော့။နောက်ပြီးတော့ ကျွန်တော်တို့အတွက်လည်းအထက်ဆင်းဆင်းကပေးရဲ့အပြစ်တရားကိုခံရမှာဆိုတော့နှုတ်နှက်ဖက်မှာအဆင်မပြေတဲ့ကိစ္စမလို့ကျွန်တော်ကကြိုတင်တတိအတိပေးထားတဲ့သဘောမျိုးပါ။အော်ဒီနေ့မှာအခုအခုပြောရတဲ့အဲဒီမှာဟိုပြည်သူတွေအနေနဲ့တတိထားပြီးသွားလာဘူးအကဲတစ်ခုခုဖြစ်သွားရင်အထက်ကပေးတဲ့အပြစ်ဒဏ်ကိုဟိုခံရမယ်ဆိုတော့အခုကျွန်တော်တို့ mission တစ်ခုမှာအခုဒီနေ့လို mission မျိုးပေါ့နော်ဒါဆိုရင်လမ်းမကြီးပေါ်မှာကားတွေဥတော်ဟိုတွားနေတာဒါကိုစစ်တပ်ကဒီတရသူတို့နဲ့ရုံထုတ်မဲ့ဝင်နေတယ်ကိုနိုင်ငံအချင်းသားတွေကိုသူတို့ ။တက်ဆိုင်ရာရဲကားနဲ့မတုံပဲနဲ့အိမ်စည်းကားနေနဲ့အတွင်ယူပြီးတုံးတယ်။အဲ့တော့အကိုတို့ကမတော်လို့မှားပြစ်လိုက်လို့အိမ်စည်းကားတစ်ခုကိုထိသွားမယ်ဆိုရင်အကိုတို့ရဲ့တက်ဆိုင်ရာ PDF ဒီအဖွဲ့အစည်းအစင်းစင်းကအေးအေးယူမှုလုပ်တယ်ပေါ့အဲ့လိုလား။အေးဘူးလို့တယ်လို့မဟုတ်ဘူးပေါ့လေဘယ်လိုပြောရမလဲအကူရအဲကိစ္စအကြောင်းပေါ့လေမာယွန်းသွားတဲ့ကိစ္စမျိုးလူမတက်မိတဲ့ကိစ္စမျိုးကြီးအဆင်မပြေဘူးလေကျွန်တော်တို့မှအကြောင်းအဲ့လိုမျိုးကတီရှင်းရတာမျိုးရှိရဗျာပြည်သူအမြင်မှားသွားနိုင်တယ်ကျွန်တော်တို့မှအဲ့ပြည်သူအမြင်မှားပြီးတော့ထပ်စစ်စစ်ရစစ်စစ်ရမျိုးကြီးလှုပ်လာပြီ နောက်ဆုံးတော့ကျွန်တော်တို့စစ်တပ်မှာဆိုရှိရပြစစ်တပ်ခုံရုံစစ်ခုံရုံပေါ့စစ်ခုံရုံတင်တာမျိုးကြီးစစ်စေးရမျိုးတွေပေါ့လေဟိုတလောကဖြစ်သွားတဲ့ဒီဗီဒီယိုဘက်ကဖြစ်သွားတဲ့အမှုရအမှုရအမှုတွေကိုစစ်စစ်ခုံရုံတင်ပြီးစစ်စေးရမျိုးတွေရှိတာဟိုအဲ့လိုမျိုးစစ်ခုံရုံတင်ပြီးစစ်စေးခံရမှာကျွန်တော်ကသိကြရောအဲ့တော့ဟိုနှုတ်ထမမကောင်းတဲ့ကိစ္စပေါ့ဒီကိစ္စကတော့ကျွန်တော်အော်ဟုတ်ကဲ့အခုတို့ကြတိရတာဟိုနေ့ဖြစ်တယ်ဘောင်းဆိုတော့ကျွန်တော်တို့ဟိုဘက်ကပြောတဲ့စကားရှိတယ်လေမင်းတို့တွေကလက်နက်ကင်ထားတဲ့လူအုပ်ကြီးပါဆိုတဲ့စကားဒီစကားကိုကျွန်တော်တို့တွေကအခုချိန်မှာဒါကောင်းကောင်းခြေပနှိုင်ပြီးတော့ ဒါဒီဒီစကားကြီးကတက်တယ်ပေါ့ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့တွေကလက်နက်ကင်ထားတဲ့လူအုပ်ကြီးမဟုတ်တော့ဘူးတေတေချာချာစနစ်တကျစုဖွဲ့လက်ကျင်ပြီးတော့စစ်ဥပဒေတိုင်းတွန်းနေတဲ့ပြည်သူကာကွယ်ရေးအဖွဲ့တွေဖြစ်သွားတယ်ဆိုတဲ့ဟာကိုဒီလောက်ရက်တည်းကတက်တယ်ပြနိုင်တာပါနော်ဒါကြောင့်မလို့ကျွန်တော်ဒီမေကွန်းလေးကိုမေးနေတာကျေးဇူးတင်တယ်အခုလိုမျိုးကြားသိရတာဒါပြည်သူတွေအနေနဲ့လဲ PDF တွေဆိုတာလက်လွတ်စပယ်ပြစ်ချင်တိုင်းပြစ်ခတ်ချင်တိုင်းခတ်လှုပ်ချင်တိုင်းလှုပ်လို့မရဘူးဆိုတာကိုကျွန်တော်တို့တွေကပြောပြဖို့လိုတော့ဘာလို့ဆိုတော့ PDF ဆိုရင်စစ်တပ်ကိုပြစ်တာလောက်ပဲသူတို့ထင်တယ်ဒါပေမဲ့အဲ့လိုပြစ်ဖို့အတွက် ပြစ်ချင်တိုင်းပြစ်ခွင့်မရှိဘူးစစ်ဥပဒေနဲ့အညီပဲပြစ်ကြတယ်ဆိုတာကိုလည်းကျွန်တော်တို့ကပြည်သူများများစုတိဖို့အတွက်လိုအပ်တာပေါ့နော်ဒါလည်းဒါကြောင့်မလို့ဒီဗီဒီယိုဖိုင်ထဲမှာကျွန်တော်တို့ခါးချပြတာပါဟုတ်ကဲ့ဟုတ်ကဲ့အခုနောက်တစ်ခုဒါကတော့ဒီမရှင်ပိုင်းနဲ့ပတ်သက်လို့တော့ဒါအထွေထူးပြောစရာမလိုတော့ပါဘူးဘာလို့ဆိုတော့အရန်လဲဟိုပြောပြမတတ်အောင်ဝမ်းတာတယ်ဗျာကျွန်တော်တို့ရုပ်ရှင်ကားတွေထဲမှာဗီဒီယိုထဲမှာပဲဟုတ်တယ်မလားဒါမျိုးတွေတရားခံဟိုအာတစ်ဖက်ကဖမ်းသွားတာကိုဖျက်လုတာတို့ဟောနငကိုကြည့်ဆိုတော်လိုင်းကားတွေထဲမှာတော့ပဲကြည့်ဘူးရတာဒါပေမဲ့ဒီနေ့ခင်မှာတော့ဒါကျွန်တော်တို့တွေ ကိုယ်တိုင်နှဖူးတွေဒူးတွေလက်တွေကြကြတွေ့ရတဲ့အတွက်ဟိုကြောပမမပြတ်တတ်အောင်ဝန်တာပါလေချက်သိန်းအောင်ထားတယ်အဲ့တော့ဟိုအဓိကကတော့နောက်ဆုံးအနေနဲ့ကျွန်တော်တို့ပြောချင်တာကလေဒီဘဏ္ဍာငွေရှာဖွေမှုအပိုင်းမှာအကိုတို့အနေနဲ့ပြည်သူတွေကူညီထောက်ပံ့ခြင်းနဲ့အဲထောက်ပံ့ခြင်းနဲ့ဆိုဘယ်နေရာတွေကိုဆက်သွယ်ပြီးတော့ကူညီလို့ရမလဲဒါတွေတွေကိုလည်းကျွန်တော်တစ်ချက်ပြောရပေးမယ်အဲ့ဒီဒီဗီဒီယိုဖိုင်ထဲမှာကျွန်တော်တစ်ခါချပြခြင်းလို့ ဟုတ်ဗန်ဒါရဲ့ကိစ္စနဲ့ကျွန်တော်တို့ကဟိုပြောရရင်ပဲဆိုရင်ပေါ့တော့ကျွန်တော်တို့မှအခက်အခဲအများကြီးလို့ရှိရဗျ။အိုင်းကြီးဖြစ်စင်နေရောလဲဆိုရင်ပေါ့လေကျွန်တော်မှအကြီးကိုအများကြီးယူမကောင်းနိုင်ဘူးဗျအိုင်းကြီးမှာ။အိုက်ပွဲပြီးသွားတဲ့အချိန်မှာကျွန်တော်မေးရတယ်ရဲဘော်တွေကိုပေါ့လေ။အဲပြီးတော့35မိနစ်လောက်နေတော့ဟိုစစ်တပ်ကအလုံးနဲ့ရဲနဲ့ဒီအကျဉ်းသားကျကျဉ်းသားပါသွားတဲ့အတွက်စစ်တပ်ကဒီဂွေးရနေကိုဆင်းလာတာတိုင်းမိုးအဆင့်တွေကအိုက်ဂွေးကြိုတိုက်နေရောဂွေးပင်တိုက်နေရဲစကန်မှာသူတို့လာစုကြတယ်ပေါ့နော်ပရက်ရှာရမ်းရသွားတယ်ပေါ့ပရက်ရှာရမ်းတော့လာစုကြတယ်စုပြီးတော့အေးအလုံးရင်းနဲ့ဒီလမ်းကျွန်တော်တို့ဖြတ်တယ်ပေါ့ဒီ 别不要，行人老带老带看嘛，这种变数啊，机遇暴力，机遇变数，把老二来说，眼窝里变色，记不了见家的哟，不老见家的，不老见家的，别了，不别行嘛，瞧你行嘛，变家要，哦，经常行嘛，跳到了见的，经常行嘛，跨到到了不见了的，到了啊，上岸了，到了才捞不见了的，不，到靠岸了，经常不见家了不的，啊，达到什么程度嘛？ ော်မေးရချိန်မှာမေးရဘောင်းဝဲကိုပုံပြီးသွားပြီလားဘောင်းဝဲကကုန်သွားပြီဘလုံးကမကျန်တော့ဘူးကျန်တဲ့အပူမကဇင်းတစ်တောင်းပဲမှာတော့နှစ်ပောက်ပါပဲမှာတော့ဆိုတော့မကဇင်းတစ်ပောက်ပဲကျန်တော့စိုက်ကလေးမကဇင်းတစ်ပောက်ဆိုတာဗျာကျွန်တော်တို့က10မိနစ်ခွဲလောက်ပဲပြစ်လို့ရတယ်ဗျာစိုက်ကလေးမကဇင်းတစ်ပောက်ကဘလုံးကပြစ်ဖို့ပြားကိုချိန်ထားလို့မရဘူးဗျာဒီစိုက်ကလေးအမြင်ကိုရဲဘော်တွေပြန်ပတ်လာမယ့်ဟာမျိုးကောင်းတာဘက်ပြန်ထောက်ပြီးတာမျိုးတွေတို့အဲ့လိုပုံစံမျိုးတွေလုပ်တဲ့အခါမှာအဲ့လိုမျိုးကြံခဲ့ရပေါ့အဲ့တော့ကျွန်တော်ဗာဆက်လို့ရလဲဆိုတော့ဟိုတက်ကရှိသူမှုလို့ပေါ့လေအရန်ကြီးတွေပါထုတ်ရတယ်အရန်ကြီးဘလောက်ကြံနေ န်သေးရယ်တခြားကျွန်တော်မှာခွဲထားတဲ့ point တွေရှိရယ်ဗျာမြို့နယ်မှာဟိုဒီ zone zone တစ်ခုမှာပေါ့လေလောရဲ့ zone တစ်ခုထိခွဲထားတော့ zone တစ်ခုမှာရှိရယ် scanning ကတက်ဆောင်ကြီးပါဆွဲသွင်းရတယ်အာကျွန်တော်ပြီးပါအောင်ဒီအားအရေးကြီးလို့ချက်ချင်းလာပို့ပေးပါဒီဒါမဲ့ရန်သူဘက်က feedback ပြန်လာမဲ့စစ်ကြောင်းကိုကျွန်တော်ပြန်ကာဖို့အတွက်ပေါ့နော်အဲ့လိုမျိုးကြီးစူးစမ်းခဲ့ရတယ်ပေါ့လေခက်ခဲရတော့ဘယ်လိုပြောရမလဲဟို ဟိုရှင်းလို့ထားတဲ့ကမဟုတ်ပေမဲ့ဗောလေးကိုရှင်းလို့ထားတဲ့ကမဟုတ်ရောက်ကြကျွန်တော်တို့ကမရှင်းရှိရအောင်ကိုယုံမိရှာဖွေပြီးတိုက်နေတာဖြစ်တော့ခက်ခဲရောအများကြီးပဲဘန်နာကွေးနဲ့ပတ်သက်ရတော့လေဟိုလိုအပ်ချက်တွေအများကြီးရှိတယ်နောက်ပြီးတော့ဗောလေးကျွန်တော်ဒီမရှင်နဲ့ပတ်သက်ပြီးအားမရဆန်တာတစ်ခုကျွန်တော်ဟုတ်ကဲ့အားကြောင့်လဲမင်းအဆန်တော့တခုရှိရဲ့ဘာကြောင့်လဲပေါ့ဒီလမ်းမိုင်းနဲ့ပတ်သက်ပြီးတော့အားမရနေအမြဲတမ်းပေါ့နော်မိုင်းဆိုတာလည်းတည့်ရတိုင်းပဲကိုကြီးအဲ့ဒါတက်သွားဘာမှလုံမရအောင်ကျွန်တော်တို့မှာနောက်ပြီးတော့ကျွန်တော်တို့အခုတိုက်နေတဲ့လမ်းမိုင်းကြီးတစ်ဖြောင်းကြီးတစ်ဖြောင်းလဲလမ်းမိုင်းကြီး က်စီတဆုံးလောက်ပါဗျာမျက်စီတဆုံးကလမ်းဖြောင်ကြီးဗျာလမ်းကွေသွားမဟုတ်ဘူးလမ်းဖြောင်ကြီးအဲ့လမ်းဖြောင်ကြီးမှာဗျာကျွန်တော်ကအဲ့ဗီဒီယိုဖိုင်ထဲမှာဆိုလဲဗျာကားကြီးကအချိန်နဲ့ရမ်းမောင်းလား ဖောင်းတဲ့အချိန်ကငက်တရာဆိုတော့ body လည်းမဖောင်ဘူးတချို့အိမ်မှာထိခိုက်တဲ့တော့မထိခိုက်ဘူးပေါ့လေနော်အဲ့လိုပြောရမှာပေါ့ဟိုတကယ်တမ်းပေါ့တကယ် R7 တက်လောက်လောက်ပဲဖြစ်ဖြစ်ပေါ့အဲ့လိုပုံစံမျိုးလားရှိခဲ့မယ်ဆိုရင်ဒီ channel ခုပေါ့ကနေထိုင်လိုက်ပြီးတော့ဟိုလာတဲ့ကားကိုတဲပြစ်လိုက်တာမျိုးတွေတို့ဖြုတ်ခွဲလိုက်တာမျိုးတွေဆိုရင်အားမပြန်မလုံနိုင်ဘူးဗျာဒီ line ကြီးမှာသူရှောင်းလဲမြောက်ဘေးကတက်တဲ့ရန်နေနဲ့အလဲလဲအဖြောင်ကြီးပြကျွန်တော်တို့စိတ်ကြိုက်ပြင်မြင်ဝင်းကိုအခြေဝင်းပြစ်လို့ရရဗျာအဲ့လိုဆိုတော့ တကယ်တော့အိုက်ဘိုးရဲ့ပတ်သက်ကျွန်တော်မှအာမရအာမှုအာမရမှုရအဲ့လိုအဲ့လိုမျိုးတွေရှိရပေါ့အိုက်အာ7တလောက်လောက်ရှိရင်တော့ဟိုစဉ်းစားမိရပေါ့ကျွန်တော်မှအဲ့လိုရှိခဲ့မယ်ဆိုရင်တော့လာတဲ့ကားဟိုနီးလောင်ပြာကြရတဲ့အထိလုတ်ပြလုတ်ပြလိုက်လို့ရတယ်ပြည်သူယုံကြည်မှုရှိအောင်လဲလုပ်လို့ရတယ်ဒီလမ်းမကိုလည်းသူတို့တော့ပြန်မလာရဲတော့တုံတောင်ဆိုရေတောင်လုံရွေးပြည့်ဝနဲ့ဖြည့်ရတော့ရဲ့အထိပဲပညာပြလို့ရတယ်ကိုယ့်ရဲ့အစမ်းစာကိုထုတ်ပြလို့ရရလို့ကျွန်တော်က ဟိုခံစားမိရဗျာအဲ့လိုနဲ့ပတ်သက်ရတော့လေအဲ့ဒီ R7 တလောက်လောက်ရှိခဲ့မယ်ဆိုရင်ဘွေးကတော်တော်ကိုမြဲမြဲဆန်ဆန်ဖြစ်နေမယ်လို့ကျွန်တော်ကထင်တယ်အဲ့ဒီ R7 တလက်ကတော့ဒီမြန်မာငွေနဲ့ဆိုဘယ်လောက်လောက်ရှိတယ်လွတ်လွတ်ကူကူရှာလို့ရလားကျွန်တော်ကပါလေဆိုင်နိုင်ငံကဟိုကပေါ့ဒါဟိုဒေါ်လာ US ဒေါ်လာပေါ့လေနောက်ပြီးတော့ရုရှားလာနောက်ပြီးတော့ခွေးဘက်ကထုတ်ကြတယ်အာ SMD ဟိုကပေါ့ RPG လာပေါ့လေအဲ့ဒါဆိုအဲ့ ပတ်သက်လာရပေါ့လေအမျိုးသားအများကြီးရလာတို့လာပြောင်းစင်မကောင်းဘူးဗျာလာပြောင်းဆို၃လ၅ချိန်တော့ပြစ်လိုက်တယ်ဆိုတော့အိုးစီကွဲသွားရယ်ကွဲကွန်ပြစ်လို့မရဘူးလူပဲ NMU ကောင်းနေမှာပြတ်ထွက်သွားနိုင်တာမျိုးတွေဒီပြောင်းနေမှာပတ်ကွဲသွားနိုင်တာမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့တော့ခွေပြောင်းခွေပြောင်းဆိုလည်းမဆိုးဘူးဒါပေမဲ့အဖူးကြပိုးစီကြီးသွားပြန်ရောအဲ့လိုမျိုးတခြားသော US ပြောင်းပါညာ KI တို့ပါညာအဲ့လိုမျိုးရှက်ပေါ့သူအမျိုးသားနဲ့သူဖြစ်ရယ်ဒါပေမဲ့ဟိုတက်အတင်းတင်းနေရမဆိုးကောင်းတာတွေကဆိုမလောက်တော့ရှိရယ်အခု၄၀၀နဲ့၄၅၀ကျားလောက်မှာတော့ရှိတယ် ။ဟောအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့တိုင်ရင်းနေတဲ့ကဟိုကမ်ပိန်းလိုဟာမျိုးလှုပ်ပြီးတော့ရှာဖွေရင်တော့ပြည့်ဝမယ်ထင်ပါတယ်။ဟုတ်ကဲ့။ကျွန်တော်တို့လည်းဝိုင်းပြီးတော့ဟိုဝင်းရံပေးကြလို့ရတာပေါ့။ဘောင်းဆိုတော့ဟိုကမ်ပိန်းနေတဲ့ထပ်နေကြတာပါတယ်လေ။ဒါပေမဲ့ဘလို့ဖြစ်ဖြစ်ရှိတင်တယ်လေ။ဒါလိုတစ်ခုမျိုးရတော့လည်းရှိတင်တယ်ဟုတ်တယ်။ ပြလေးရဲ့ပေါ့လမ်းပေါ်ဆိုလေပြက်ကတ်ချွတ်ခွင်းတာမျိုးနဲ့လာလာပါပြက်ကတ်ပြက်တခါတော့အစင်ပြကျွန်တော်မှကြုံတွေ့ခဲ့ရဦးတယ်ပေါ့နော်ကျွန်တော်ရွာဝင်စည်းနေအိမ်က60ပဲပါရေရဲရောမှအိမ်က60ကျွန်တော်မှမိတ်တွေအများကြီးရေဗျာဝင်ပြီးဒီတရင်နှင်းပါတယ်ဗျာကျွန်တော်မှမိတ်တွေတရင်နှင်းပါတယ်တခြားတော့ခဲပကပါတခွဲကြီးရှိရပေါ့ကျွန်တော်အိမ်က60ကျော်တယ်အဲ့ချိန်တုန်းကထားတယ်ကျွန်တော်ရှိရမှမိတ်တွေအကုန်ကျွန်တော်ဖွဲ့ရောပေါ့လေ60ကျော်ရှိရန်သူကဝင်ကျွန်တော်အဲ့ရွာကိုဝင်စည်းတာကတော့သမုဒ္ဒရာရွာဝင်စည်းတာအိမ်က60ရင်းနဲ့ဝင်စည်းတာ 60ဆိုတော့ခမန်းရင်အဲ့ကနေနိုင်မှုများရာခိုင်နှုန်းများရပါတော့အဲ့ရင်ကကျွန်တော်တို့ဘာနဲ့ပြောင်းလဲဆိုတော့လမ်းမဟိုကနေကျွန်တော်တို့ပြောင်းတာပဲသူကသူ့ရင်ကသူဝင်စီးပေါ့ကျွန်တော်ဝင်စီးမှာသူတို့တိတယ်ဝင်စီးမှာတိတော့ဘာနဲ့ပြောလဲဆိုတော့ဒီကျွန်တော်တက်နေရနေ108နဲ့လမ်းကျွန်တော်တက်နေရနေလွတ်လိုက်တော့108ပေါ့ဘိန်းတက်တယ်ချိန်တက်မဟုတ်ဘိန်းတက်ဘိန်းတက်ဆုံးတက်ဟိုတညက်ကကောက်ခေါမှာပေါ့သူ108ပြောင်းတယ်ပေါ့108ပြောင်းတယ်လမ်းပြစ်တယ်ကျွန်တော်ပြစ်လိုက်တဲ့ပုံစံအပြာပညာသားပါတယ်ဗျာအဲ့ဒါကလုံးပါဗျာဒီတိုင်းလည်းနဲ့ကြီးပြစ်တာမဟုတ်ဘူးကျွန်တော်တို့ message တစ်ခုပေးလိုက်ကြ။ဘာ message ပေးလိုက်လဲဆိုတော့အတိရှိလား။အတိရှိရယ်ဆိုရင်မင်းအဲ့ငါလွတ်လိုက်တဲ့60ကိုဝင်ဝင်စီးလိုက်။မင်းမှာတာလွင်ရရှိရငါတို့တည်ရဝင်စီးလိုက်။စီးရင်တော့ဟိုစီးရင်တော့မစင်းစားနဲ့ message ကိုငါကိုယ်တိုင်ရောက်လာမှာဆိုတဲ့အိဗယ်မျိုးနဲ့ကျွန်တော်လမ်းပြတာကြာပြတဲ့ပုံစံမျိုး။အဲ့လိုခက်ခဲမျိုးကြီးပြဗျာဟိုအဲ့လိုမို့လားအဝေးပြက်လက်နဲ့တာဝေးပြက်လက်နဲ့ဒီကျွန်တော်မှရှိနေအဲ့ချိန်မှာကျွန်တော်မှုစီရမလို့တော့ဗျာဟိုလာလာမင်းလာရင်လည်းငါအပြစ်မှာရဲ့ အာတတိရှိနေပြန်မြင်နေဆင်းလာခဲ့ဆိုပုံစံမျိုးကြီးလုံးလို့ရရဗျာမြင်မှာကြောက်ရမှာမလို့ဘူးဆိုပုံစံမျိုးကြီးချိုးလို့ရရပဲဒါပေမဲ့အဲ့ချိန်မှာကျွန်တော်မချိုးနိုင်ခဲ့ဘူးဗျာကျွန်တော်ကအင်အားချိနေတဲ့အချိန်မှာရန်သူကအင်အားအဆောက်မတန်နဲ့လာပြီးတော့ဟိုချိန်ချောက်ပြီးအာနာပြသွားတဲ့အချိန်မှာကျွန်တော်တို့မလုံးနိုင်ဘူးပေါ့လေအသက်ကိုညံဆောက်ပြန်ပြန်ပြီးဆုတ်ခဲ့ရမျိုးရှိတယ်ကျွန်တော်တို့ဩဟောဒါကျွန်တော်တို့ရဲ့ခင်းရက်လက်နဲ့လိုအပ်ချက်တွေကြောက်ပေါ့နော်မနစ်နစ်နာခဲ့ရတဲ့ဟာတွေပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အခုအဲလောလောဆယ်ကျွန်တော်လဲလေဒါတိုင်ရင်အတွက်ပေါ့နော် ဒီမှာဒီမှာလည်းအလီမမီဘူးအလီမမီတော့ရသလောက်ဟာတဲ့ကနော်ကျွန်တော်တို့အခုလောလောဆယ်ပေါ့ဒါဒါလောလောဆယ်ပြီပါဟုတ်တော့နော်ဟိုနေရှိတဲ့ကိုပါမယ်နော်ဟုတ်တကယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့လည်းအခက်အခဲအများကြီးနေဆိုတော့ဒီတိုက်ပွဲကလည်းကြီးရလဲတော်ကုန်သွားရန်ကြီးလဲကျွန်တော်မကျန်တော့ဘူးဝိလင်ပြောရင်ကျွန်တော်လည်းဟိုရှာဟိုကြိုးစားဒီရှာဟိုကြိုးစားကြိုးစားနေတာပေါ့နော်အဲ့လိုကြိုးစားနေရကလာဆိုလူမှုဟိုအကူအညီပေးမှုလေးရတာတကယ်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဟုတ်ကဲ့ပါ ဟိုကလေကျွန်တော်နောက်ပြီးလို့ရှိရင်ကိုတော့အဲတန်ရင်ပြေ့ရှိတာမသိဘူးတော်ရှိရဗျဟိုကကျွန်တော်ဟိုကဒီဒီမြို့နယ်ဘက်ကဖပြေ့ရနောက်ပြီးတော့ကျွန်တော်တို့ဒီအဲဒီလေယုတ်စစ်ကြောင်းပြေ့ရနှစ်ခုရှိရဗျကျွန်တော်တို့ဟောဟုတ်ကဲ့အဲ့ဆိုအဲ့ဒီပြေ့နှစ်ခုကိုကျွန်တော်စပရင်ရှော့လေးတစ်ချက်ပို့လာခဲ့ဘာလို့ဆိုတော့ကျွန်တော်တို့ပြည်သူကတိတယ်မလားတို့အောင်ဝဲရတဲ့အဖွဲ့ဆိုရင်တို့တွေကအကူအညီရှင်တွေထောက်ပံ့နေတယ်ဆိုရင်တိုက်ရိုက်တွားပြီးတော့ကိုယ့်အကိုချိတ်ဆက်ပြီးထောက်ပံ့လို့ရအောင်လို့ကျွန်တော်အဲ့ဒီပြေ့ရပုံမှာကျွန်တော်တင်ပေးလိုက်မယ်အဲ့တော့ကုညီရှင်နဲ့တူတဲ့အနေနဲ့ဟိုတဆင့်ခံစရာမလိုဘူးဒါလိုက်တွားပြီးတော့ ဒီတရင်ပေကနေအဲဆက်သွယ်ပြီးတော့တို့ကုညီချင်တာကိုကုညီလို့ရအောင်လို့လေဟုတ်ကဲ့ဟုတ်ကဲ့ပြန်ဟုတ်ကဲ့ဟုတ်ကဲ့ဒါအောင်လဲကျွန်တော်မှပြည်သူတွေတခါလဲချပြပလိုက်ပါမယ်ဟုတ်ကဲ့အခုဆိုရင်အခုညီလေးတို့နေလဲဒီကမ်ပိုင်းကိုကြာတော့ကိုတို့ကဘလို့လောက်ပေးထားလဲဆိုတော့အခုကိုတို့ကဒီပကောက်မှုခရင်လဲမှရှိတဲ့ရေးစတဲ့ကိုကိုတို့နေနဲ့ကမ်ပေါင်းကမ်ပိုင်းကိုဆောင်ရွက်ပေးဖို့ရှိတဲ့ဒါပြီးတာတည်းတည်းညီလေးတို့၆မျိုးနဲ့ပကပောက်ကိုကိုတို့လောက်ပေးဖို့စီစဉ်ရှိတယ်လေ အဲ့ဒါအဲ့ဒါအဲ့ဒါတော့ကိုလို့စီရင်တော့ရှိတယ်ဆရာညီတို့ပူနဲ့အခုလောလောဆယ်မှာကိုစီကိုကျွန်တော်တခါတည်းပြောချင်တာတော့ဒီအခုရဲဘော်တို့ကဲထောက်လာတဲ့ဆိုတော့နိုင်ငံရေးချင်းသားနဲ့ဒီတပတ်တွေ့တယ်မှာအဲ့ဒါမျိုးပွဲရမှာအခုတော့တန်ရာကျင်နေရသူကနေလာယူနေတယ်လေဟောဟုတ်ကဲ့ဟုတ်ကဲ့ဒါအောင်လဲကျွန်တော်တို့ဟိုဖြတ်ပြလို့ရတာပေါ့နော်အဓိကကတော့ဟိုအူကြီးပြေးမဲ့ဆိုတော့ဟာကြားရတော့လဲကျွန်တော်လည်းပူပြီးအားရှိတယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ ဟုတ်ကဲ့ကျွန်တော်လည်းဟိုအခုနောက်ပိုင်းကဗျာကျွန်တော်တို့ထိုင်းမှာပြုဝင်လင်းပြောကျွန်တော်အလူလိုက်ခံတာမဟုတ်ဘူးသူကသူအတီတရားရှိတဲ့ကျွန်တော်နိုင်ငံသားတွေကမက်ဆန်ဂျာနေဆက်သွယ်ပြီးတော့ကူညီလာတယ်ထောက်ပံ့လာတယ်အဲ့ဒီကရတဲ့ဟာကိုစုပြီးကျွန်တော်ပြန်လဲချပေးတာနောက်တစ်ခုကတော့ PSD network တလ200နဲ့ထိုင်းရောက်ပြီးအားလုံးစုထားတဲ့ဟာဒါကြတော့ကျွန်တော်တဘောနဲ့ကျွန်တော်ချလို့မရဘူးအများမဲနိုင်ပြီးချပေးရတာအဲ့ဒီပုံစံသွားတာဆိုလို့ဆိုတော့ budget ဘိုင်းမှာဟိုတော်လိုင်းစတွေလို့တော့ ဟိုတော်တိုင်းဆိုင်လို့ဆိုကျွန်တော်နယ်တွေဆင်းပြီးတော့ကျွန်တော်ကိုယ်တိုင်လိုက်စုတာဆိုတော့ပို့ပြီးတော့အင်အားပို့ရတာပေါ့နော်အဲ့ဒါလေးတော့ကြွားတယ်ဒါကြောင့်မလို့ကျွန်တော်တို့လည်းနားလည်ပေးပါဒီထက်ဟိုမကကူညီခြင်းနဲ့အရာအလုံးပြည့်စုံအောင်လုပ်ပေးခြင်းပါဘာဖြစ်လို့ဆိုတော့ကိုတို့အနေနဲ့ဒါကိုအတက်တောင်ဗဒနာမထားဘဲနဲ့စွန့်လွတ်စွန့်စားပြီးလုပ်နေတာကျွန်တော်တို့ဆိုတာကအနောက်မှာရက်တဲ့ပြည်သူအစ်မရှိတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့အကိုတို့လိုအပ်ချက်ကိုအမှန်တကယ်ဆိုရင်လိုအပ်ချက်ဒီခဲရလက်နက်ကိုကျွန်တော်ဖြည့်ဆည်းပေးနိုင်ရမယ်ပြည်သူဟာ ဒါပေမဲ့အဲ့ဒီအပေါ်မှာကျွန်တော်တို့တွေတောင်းဝင်မကြည့်ဘူးလို့ကိုယ့်ကိုယ်ခံစားရတယ်အဲ့ဒီအတွက်လဲကျွန်တော်တို့ပြည်သူအားလုံးကိုစားတောင်းပန်ပါတယ်ဒါလေးကိုလည်းကျွန်တော်တို့ပြည်သူတွေနားလည်ပေးပါလို့ဟိုကျွန်တော်တို့လည်းတတ်နိုင်တဲ့နေရာကလုံနိုင်တဲ့လူတွေလုံနေကြပါတယ်အားလည်းမလျှော့ပါနဲ့โอเคโอเคโอเคပါဗျာကျွန်တော်တို့ဘက်ကလည်းဘောတော့ဒီဟိုဒီဒေါ်လာရေးကိုဒီအဆုံးသတ်တဲ့အထိကျွန်တော်တို့လိုချင်တဲ့ဘဲနိုင်မရမချင်းကျွန်တော်တို့ကတော့တိုက်နေမှာပဲအသက်ပဲတည်တည်အယုတ်ပဲကြည်ကြည်ရေးပဲခန့်ခဲဆိုတဲ့သဘောမျိုးပေါ့နော်

တွေ့ရောပေါ့လေဘာလည်းမသိဘူးပေါ့လေဘယ်သူလည်းမသိဘူးကောက်ပေါ့ကြလာလားအဲအကျဉ်းသားလားရဲလားပေါ့ကျွန်တော်တို့ပြည်သူလားဘာလားချက်သွားကြည့်ရပေါ့နော်သွားကြည့်ရင်အချိန်မှာဟိုဘယ်လိုဖြစ်လဲဆိုတော့မောင်ရကလေးကလဲနေရလဲနေရဘက်အကျဉ်းသားမင်းကသိလိုက်တဲ့ချောင်းမှာခြေချင်းနေနေဆိုပေါ့လေကျဉ်းသားမင်းသိလိုက်တာဘက်ဆိုလှန်ကြည့်လိုက်တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့ဟိုနှဖိုးမှာသူကပုံးပဲ့တိုင်ရရထားတာဗျပုံးပဲ့တိုင်ရတော့သူ့ရေလဲထွက်လို့အဲနောက်ပြီးတော့ အကောင်းမှာလဲဟိုကောင်းလဲနှစ်ခုကကောင်းခွဲထားဆိုတော့သူရစီးတော့နေဗျာပြီးတော့နေပါလာရဲဝယ်လဲပြောကျွန်တော်လည်းထင်လိုက်တယ်ဟိုသူတို့ပြတ်တက်ပြီးပဲခြံချခဲ့ရလားပေါ့အဲ့ဘောအဲ့ဘော ူဝါကြီးပေါ်လေဟောဘလုံးမမြလာဘူးငါတို့ဓာတ်ပေါ့ဘလူရဲကြီးပေါ်လေဘာပဲရရမဟုတ်ဘော်ရီရနော်ဘော်ရီပေါ့လေဘော်ရီကိုရအောင်တင်းချုပ်ပေးလို့ရတယ်ဆိုပြီးတော့ပြန်ခေါ်လာတာခေါ်လာတော့ဟောလဲကြတော့အသက်ရှူသေးရဲ့အကိုဆိုတော့ဘလုံးမသူအသက်ရှူသေးရဲ့အဆင်ပြေသေးရဲ့ဆိုတော့အားစစီကောင်မြန်အောင်ပါဟိုရောက်ခံမကောင်းခွေရဖြစ်နေတာဟိုအဲ့ရပြီးတော့နောက်မစ်ရှင်ပြီးပေါ့တဲ့နောက်တဲ့တရက်လောက်ကျတော့အိမ်သွားလိုက်တယ်ကျွန်တော်သူထားရတယ်ပေါ့လေနားနေလူရဲ့နေရာကိုသွားလိုက်တယ်ပေါ့သွားလိုက်ပြီးတော့ อ๋อไอ้หนูนึกว่าตีบ่อยู่โหลเทน่าแจ้งจีอ่ะบ่บาแล้วก็แล้วจําไม่ตีรอดอูบ่อ๋ออะกูก็สุดดันยายาท่าดันยาเนาะซ้อยเสียเนาะไม่ใช่บ่าวเนาะหอดมะล่ะ ောက်တယ်အစိုးရညာတော့မရှိဘူးနည်းနည်းတော့အနားယူလိုအပ်နေတော့ပေါ့ခြေချင်းဝင်လေးရလဲနေရဆိုတော့လေဆိုင်ကလေးအရင်ကြီးကျွန်တော်မရှိသေးကျွန်တော်အေးအေးဆေးဆေးလေးလဲဟိုသူ့မှာလဲထောင်ထဲမှာရလာဒီစကြောကြီးလိုပါဘူးဆိုတော့ဟိုရလာတန်ရထမိုင်ရှိမှာဟိုအဲ့ထမိုင်နဲ့ပတ်သက်ပြီးကျွန်တော်အကူကျင်းတာတဲ့အားလုံးဆိုတော့ကျွန်တော်လဲအဲ့လိုမျိုးနိုင်ငံရေးတဲ့ပတ်သက်ပြီးကျွန်တော်ကစကြောကြီးကြားဘူးတဲ့အဲ့လိုမျိုးလဲစကြောထဲမှာနေတဲ့ပြည်တော်ကြတော့အာထမိုင်ရရမှာပြဒီစကြောကြီးရဲ့တန်နေပိတ်လောင်မှုတန်နေဒီအချုပ်ခန်းတေးလေးရမှာနေရတဲ့တန်နေနဲ့ထမိုင်ရမှာဆိုလို့ထမိုင်ရနေရဆိုတော့အတင်းမလား အေဂျင်အားယူနေကြတာဗျဘာမှလည်းမဆက်သွယ်သေးဘူးဘာမှလည်းမလုပ်သေးဘူးသူအေဂျင်လေးနားယူနေတဲ့ပုံစံမျိုးကြောင့်ကျွန်တော်ကခဏအနားပါအောင်သူအလုပ်ကတန်းလုပ်ချင်တာအာဘာလုံးရမလဲဆိုတော့ဆက်ဆက်ရောက်ချင်းကတန်းမိတာတန်းပြီဆိုနေရောမင်းဘာလုပ်လို့မရသေးဘူးဘာလုပ်လို့ဆိုတော့လောစင်မှာကု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 ပဲပြင်ဆင်တိစားအောင်လို့ပဲကျွန်တော်ကပြောထားတာအဲကြောင့်နားယူပေးထားပါလောစင်မှာအော်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဆိုရင်သူ့ကိုပြောထားပြပါနောက်ရက်သူကျမကြီးကောင်းလာတဲ့အချိန်ကျမှကျွန်တော်အင်တာဗျူးလေးလုပ်မယ်အဓိကကတော့ သူပြောပေးရမှာကလက်ရှိသူတွေ့ကြုံခံစားလာရတဲ့ဒီအာနာဒိတ်အကျံဖက်ကောင်တွေရဲ့ရုပ်မာမှုအထဲမှာကျွန်တော်တို့နိုင်ငံသားတွေကိုဘလို့နှင်းဆက်နှင်းဆက်ထားတယ်ဘလို့နှိပ်စက်ထားတယ်သူတွေ့လာရအတိုင်းပေါ့နော်အမှန်အမှန်အတိုင်းကျွန်တော်ပြည်သူကိုပြန်ချပေးမဲ့အစီအစဉ်လေးကိုကျွန်တော်တို့တနေ့ပြန်ချိန်လိုက်ကြမယ်အဲ့ဒါဆိုနော်ဟုတ်ကဲ့ကျွန်တော်ဟိုဟာလွှဲရမယ့်အကောက်ကလေးပါလေးလေးပို့ပေးထားအောင်ခုနက screen shot လေးနှစ်ခုပါပို့ပေးထားပါပေးနှစ်ခုရဲ့ screen shot ရယ်ပြီးရင်လွှဲရမယ့် key pay အကောက်လေးဟုတ်ကဲ့ဟုတ်ကဲ့ဟိုကျွန်တော်တောင်ငင်ဆက်လက်ပို့ပေးလိမ့်မယ်နော်ဟိုကျွန်တော်ဟုတ်ကဲ့တခြားလေးရှိတယ် အော်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါဆိုဒါပဲနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအကိုလေးစားပါတယ်တကယ်ပဲအားရတယ်ဗျာဒီနေ့ကတော့တကယ်ဘယ်လိုပြောမလဲကြက်သိန်းတောင်ထားတယ်ကျွန်တော်ဒီအောင်တို့ကရုပ်ရှင်ထဲမှာပဲကျွန်တော်တို့ကဓာတ်တွေကိုဂျုံခဲ့ရတာလေဟုတ်တယ်မလားအခုကိုယ်တွေကိုယ်တိုင်လှုပ်ဆောင်နိုင်ပြီဆိုတာဒါကျွန်တော်တို့ပြည်သူတွေအတွက်တကယ်အားရစရာပဲဟုတ်ကဲ့ကိုအဲ့ဒါဆိုကျွန်တော်အဲ့ကောက်လေးပို့ပေးထားပါကွနော်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါဟုတ်ကဲ့မင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါ ကဲဒါကတော့မြင်တဲ့အတိုင်းပဲကြားတဲ့အတိုင်းပဲเนาะရုပ်ရှင်ထဲမှာပဲကျွန်တော်တို့အဲတော်လိုင်းကားတွေထဲမှာပဲကြုံခဲ့ရတာဒီနေ့တော့ကျွန်တော်တို့ရဲဘော်ကိုနှစ်ပေါင်း200ကျော်မတရားအမိန့်ချခံထိထားတဲ့ကျွန်တော်တို့ရဲဘော်ကိုကြားကနေဒီအစမ်းဖက်ကောင်တွေလက်ထဲကနေပြန်လဲကယ်ထုတ်နိုင်လိုက်တာအဲ့တော့နောက်ကြရင်ဒီရဲဘော်နဲ့ အဲကြုံတွေ့ရတဲ့ဟာတွေကိုလည်းကျွန်တော်ပြည်သူကိုပြန်လဲချပြပေးမယ့်အစီအစဉ်လုပ်ပေးပါမယ်နော်။ကဲနောက်ဗီဒီယိုမှာဆုံးမယ်။ဒီဗီဒီယိုလည်းတအားရှည်သွားပြီဆိုတော့အခုကျွန်တော်ချပေးထားတဲ့ပေလေးကိုတိုက်ရိုက်ဆက်တွယ်ပြီးတော့ကုညီချင်းနဲ့ထောက်ပံ့ချင်းဆိုတိုက်ရိုက်သွားပါ။အခုကြားတီးရတဲ့အတိုင်းပဲအရှိမလုံနေရတဲ့ဒူတွေအတွက်အတက်ကိုစွန့်ပြီးတော့လုံနေရပေမဲ့တို့ရဲ့အင်အားတွေခါနော်ကျွန်တော်ပြည်သူဝင်းရံမှရမယ်ဆိုတာကိုအားလုံးသဘောပေါက်ပါလိမ့်မယ်။ဒါကြောင့်မို့လို့ ဝင်းရံကူညီနိုင်တဲ့အတူတွေအနေနဲ့အဲ့ဒီပေလေးကိုတိုက်ရိုက်ဆက်တော့ပါကျွန်တော်ရှိတော့ဟိုနေတဆင့်မခံလာပါနဲ့နော်။ဟောစရင်နေရှုပ်မှာစို့လို့အဲ့တော့ဒီအဖွဲကိုတိုက်ရိုက်ချိန်ဆက်ခြင်းဒီသူတို့ရဲ့ပေကနေတိုက်ရိုက်ချိန်ဆက်သွားနိုင်ပါတယ်ဟုတ်ကဲ့ပါ